ဆက်လက်ဖြစ်ပွားနေသောအကြမ်းဖက်မှုများကိုချက်ချင်းရပ်တန့်ရန်နိုင်ငံတော်အတိုင်းပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ပါဝင် မတရားဖန်ဆီးခံထားရသူအလုံးကို ပြန်လွှတ်ပြန်နေဒီမိုကရေစီစနစ်ကိုအမြန်ဆုံးထူထောင်ရန်ဂျပန်အစိုးရကထပ်မံတောင်းဆိုလိုက်ပါတယ်။အောက်တိုဘာ၁ရက်နေ့နေ့လယ်၂နာရီခန့်တွင်တိုကျိုမြို့ရှိဂျပန်နိုင်ငံသားရေးဌာနခွဲရုံးတွင်ဂျပန်နိုင်ငံသားရေးဒူးဝင်ကြီးတာကုမမီယာကြီးသည် မြမဒီမိုကရေစီထွေထွေတွင်းရုံးမှုချုပ်မီချီဟီရိုအီရှိဘာရှိတို့ပါဝင်မြမဒီမိုကရေစီလှုပ်ရှားသူများ၏တောင်းဆိုစာပေးအပ်မှုကိုလက်ခံတွေ့ဆုံခဲ့ပါတယ်။ထိုတွေ့ဆုံပွဲအပြီးတွင်ဂျပန်အစိုးရ၏ရည်တည်ချက်ကိုဒုဝန်ကြီးတာကုမမီယာကြီးကထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ဂျပန်နိုင်ငံရေးဌာန၏ကြေညာချက်အရမြန်မာစစ်အစိုးရ၏ကြံဖတ်မှုများကဆက်လက်ဖြစ်ပွားနေမှုကိုဂျပန်အစိုးရကစိုးရိမ်ပူပန်နေကြ ဒီကြမ်းဖက်မှုများကမြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးဖြည့်ရှင်းရန်ကြိုးပမ်းမှုကိုပုံမောခက်ခဲစေမယ်လို့ယူဆပါတယ်။ဒါအပြင်ဒေါအောင်ဆန်းစုကြည်ကဲ့သို့ဒီမိုကရေစီခေါင်းဆောင်များကို ပြန်မလွှတ်ဖဲကျင်းပမဲ့ရွေးကောက်ပွဲများသည်ပြည်သူများ၏ပုံမောပြင်းထန်သောပြန်လည်တုံ့ပြန်မှုကို ဖြစ်စေနိုင်ကြောင်းဂျပန်အစိုးရဘက်ကတတိပေးထားပါတယ်ရှင်။